ဇလန်းအစမှာ1969ခုနှစ်ပြင်သစ်နိုင်ငံမာစီမွကထောင်တို့ခုမှာ Franks Junior ကိုတွေ့ရမှာပါ။သူဟာပြင်းထန်စွာဖျားနာနေပြီး FBI agent Carl Henretti ကသူ့ကို American ကိုပြန်ခေါ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ထိုအချိန်မှစ၍ဇလန်းက6နှစ်အစောပိုင်း1963ခုနှစ်သို့ပြန်လည်ရောက်ရှိသွားပါတယ်။ Frank ဟာ Neurochem မြို့မှာမိဘတွေနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့သူပါ။သူဖခင်ကစကားပြောစုခုံးပြီး လူတွေကိုဆွဲဆောင်နိုင်တဲ့အရေးချင်းရှိသူတို့ချီပြီး Frank ဟာသူ့ parking ကိုတူယူခဲ့ပါတယ်။ဒါပေမဲ့ parking ရဲ့လုပ်ငန်းပြုလဲမှုနဲ့ Bandai ရဲ့အခက်အခဲတွေကြောင့်သူတို့မိသားစုဟာအိမ်ဖြောင်းရွှေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ Frank ရဲ့မိဘရိခွာရှိမှုဆုံးဖြတ်ခဲ့ကြပါတယ်။အသက်ငယ်ငယ်လေးနဲ့မိဘရိရဲ့ပြိုကွေမှုကိုမခံစားနိုင်တဲ့ Frank ဟာအင်္ဂါနေ့ထပ်ပြီးပြီး New York မြို့ကိုရောက်ရှိခဲ့ပါတယ်။ New York မှာငွေကြီးအခက်ခဲနဲ့ကြုံလာတဲ့အခါ Frank ကအသက်26နှစ်အရွယ်လူတအူးထည့် ဟန်ဆောင်ပြီးချက်လက်မှတ်အတုတွေကိုစတင်ထုတ်လုပ်ကာငွေလဲလွယ်ခဲ့ပါတယ်။တနေ့မှာတော့သူဟာလေငူးတွေကိုမြင်ပြီးသူတို့ရဲ့ဝတ်စုံနဲ့ဂုံတိခါကိုဆွဲလန်းသွားခဲ့ပါတယ်။ဒီလိုနဲ့သူဟာပန်အမ်လေကြောင်းလိုင်းရဲ့လေရင်မှုဝတ်စုံကိုရရှိအောင်ကြိုးစားခဲ့ပြီးလေရင်မှုအတုအထစ်အတွင်ယူကာကဘာအနက်လေရင်တွေကိုအခမဲ့စီပြီးသွာလာခဲ့ပါတယ်။လေရင်မှုထစ်ဟန်ဆောင်ရင်လေရင်ကုမ္ပဏီရဲ့ချက်လက်မှတ်အတုတွေကိုကျွမ်းကျင်စွာပြုလုပ်ပြီးတန်ပေါင်းများစွာသောဒေါ်လာတွေကိုလိမ်လည်ခဲ့ပါတယ်။ဒီအဖြစ်ပြက်ဒီဟာ FBI ရဲ့ န်လင်းလင်းမှုဌာနကအေဂျင့်ကာလ်ဟန်ရက်တီရဲ့နားရဲရောက်ရှိသွားပါတော့တယ်။ကာလ်ဟာသူ့အလုပ်ကိုအယံနစ်သက်ပြီးအသေးစိတ်ကြတဲ့ဆုံးတော်တူကိုမှသူဟာဒီလူဟာစမ်းကြတဲ့လင်းလင်းသူကိုဖမ်းဆီးဖို့အသေးအံစူးစမ်းပါတော့တယ်။ကာလ်ဟန်ရက်တီဟာဖရန်ကိုမူတဲ့တကူမှပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ဖရန်ကီအညဉ်လဲမှုကြောင့်သူဟာ Secret Service Agent တူအဖြစ်ဟန်ဆောင်ပြီးကာလ်ကိုလက်ဖျားကလွတ်မြောက်သွားခဲ့ပါတယ်။ဒီထိရထားကာလ်အတွက်ကြီးမားတဲ့နာကျင်မှုကိုပေးခဲ့ပြီးဖရန်ကိုဘယ်လိုနည်းနဲ့မဆူ ဖမ်းဆီးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ Frank ဟာသူ့ရဲ့လင်လယ်မှုတွေကိုဆက်လုပ်နေပြီး Christmas အကြိုညတိုင်းကာဂိုဖုန်းဆက်ပြီးစနောက်တက်ပါတယ်။ဒီဖုန်းခေါ်ဆိုမှုတွေဟာနှစ်ဦးစလုံးအတွက်အထီးကျန်ဆန်တဲ့ဘဝမှာတယောက်တည်းမဟုတ်ဘူးဆိုတာခံစားရတဲ့ထူးဆန်းတဲ့ဆက်ဆံရေးတစ်ခုကိုတိဆောက်ပေးခဲ့ပါတယ်။လေယာဉ်မှုဘဝနဲ့အမြဲခီးသွားလာနေရတာကိုညီးဝတ်တဲ့အခါ Frank ဟာ Atlanta မြို့နီးကဇင်းကန်တိုက်ခန်းတစ်ခုကိုပြောင်းရွှေ့ခဲ့ပြီးဆရာဝန်တဦးဖြစ်အသွင်ယူခဲ့ပါလေ။သူဟာဆေးရုံတစ်ခုမှာအကြီးနန်း resident ဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့ပြီး ဘေသူမှတန်တရားမဝင်အောင်သူ့ရဲ့ညံရီနဲ့စကားပြုဆိုမှုတွေနဲ့ဖုံးကွယ်ထားခဲ့ပါလေဒီအချိန်မှာပဲသူဟာနှိုးနှမ်းဆီယာမလီ Brenda Strong နဲ့ချစ်ချွိုက်ပြီးသူမကိုလက်ထပ်ဖို့အထိစဉ်းစားခဲ့ပါတယ် Brenda ရဲ့ parking ကရှိနေသူဦးထစ်တာကြောင့် Frank ဟာ Brenda ရဲ့ parking ကိုစိတ်ချမ်းသာအောင်လို့ရှိနေသူဦးမှာအသွင်ယူခဲ့ပြီး Louisiana ပြည်နယ်လိုတမ်းအီမန်ကိုစူးစမ်းဖြေဆိုခဲ့ပါတယ် Frank ဟာ Brenda မိဘတွေကိုသူ့ရဲ့အမိဟင်နဲ့တကယ်ဇလန်းစာထီကိုထောက်ပြန်ပြောပြခဲ့ပါတယ် ဒါပေမဲ့သူရဲ့ဘဝတည်တည်ဆောင်လို့သောစန္ဒာတွေဟာကာလ်ဟန်ရီဒီရဲ့ခြေထိုင်မဟံကိုမကြိုလွားနိုင်ခဲ့ပါဘူး။ဘရန်နာရဲ့စီအုံပေါ်မှာကာရောက်ရှိလာပြီးဖရန့်ဟာနောက်ဆုံးတစ်ကြိမ်ထပ်ပြီးပြန်ပါတယ်။ဖရန့်ဟာသူမိငယ်ရဲ့ဇာတိကဖြင့်ပင်တစ်နိုင်ငံမွန်ထရီချက်မြို့ကိုရောက်ရှိခဲ့ပါတယ်။ထိုနေရာမှာသူဟာချက်လက်မဲ့တရသူထုံးလုံနေရင်းနဲ့ကာလ်ဟန်ရီဒီရဲ့ဖမ်းဆီးချက်ကိုခံရပါတယ်။ကာလ်ဟာဖရန့်ကိုပင်တစ်ရဲတပ်ဖွဲ့သူအနံ့ပြီးဖရန့်ဟာပင်တစ်ထောင်မှာချုံလာကြဆွီဒင်ထောင်မှာ6လကြာအကြီးချခံနေရပါတယ်။ 1969ခုနှစ်မှာကာလ်ဟန်ရက်ဒီဟာဖရန့်ကိုအမေရိကန်ကိုပြန်ခေါ်ဖို့ပြင်သစ်ထောင်ကိုရောက်ရှိလာခဲ့ပါတယ်။လင်းရင်ပေါ်မှာကာလ်ဟာဖရန့်ရဲ့ fucking ကွာလွန်သွားပြီဆိုတာကိုပြောပြခဲ့ပါတယ်။ဒီသတင်းကြောင့်ဖရန့်ဟာအကြီးမဲ့စိတ်ခိခိုက်ပြီးလင်းရင်ပေါ်ကနေထွက်ပြေးခဲ့ပါတယ်။သူဟာသူ့မိခင်အိမ်ကိုပြေးသွားခဲ့ပြီးမိခင်မှာအိမ်တောင်အစ်စ်နဲ့တမီလီတို့ရှိနေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ဖရန့်ဟာကာလ်လက်ထည်ကိုအသာကတိအဖမ်းခံခဲ့ပြီးအမေရိကန်ထောင်မှာ7နှစ်ထောင်ကြာကြာခံခဲ့ပါတယ်။ ထောင်ထဲမှာရှိနေစဉ်ကာလ်ဟန်ရက်ဒီဟာဖရန့်ကိုမကြာခဏလာရောက်တွေ့ဆုံခဲ့ပါတယ်။တနေ့မှာတော့ကာလ်ဟာဘန်လင်လန်မှုတစ်ခုကိုစုံစမ်းနေစဉ်ဖရန့်ရဲ့ထက်မြက်တဲ့ဉာဏ်တွေကိုသတိထားမိပါတယ်။ကာလ်ဟာဖရန့်ရဲ့အစွမ်းစားမှုကိုအတိအမှတ်ပြုပြီးသူ့ကို FBI မှာအတုအပလင်လန်မှုကြွန်ကျင်ခန်းနေဝင်တဲ့အလုပ်လုပ်ဖို့ကန့်လန့်ခဲ့ပါတယ်။ဖရန့်ဟာထောင်ကလွန်လျောက်လာပြီး FBI ကိုတရအလုပ်လုပ်ခဲ့ပါတယ်။အစာပိုင်းမှာတော့သူ့ရဲ့လင်းလေသူဘဝကိုပြန်လည်လွှမ်းမြော်ပြီးထမှန်ထပ်ပြဖို့ကြိုးစားခဲ့ပေမယ့်ကာရဲ့နားလည်မှုနဲ့ထောက်ခံမှုတွေကြောင့် Frank ဟာတကယ်ကိုမန်ကန်တဲ့ဘဝလမ်းကြောင်းကိုရွေးချယ်နိုင်ခဲ့ပါတယ်။ဒီဇလမ်းရဲ့အဆုံးသတ်မှာတော့ Frank ဟာသူ့ရဲ့ပါရမီကိုအကျိုးရှိရှိသုံးပြီး FBI ရဲ့ဗန်လေးလေးမှုတိုက်ခိုက်ရေးဌာနမှာအဖိုးတန်ဝန်ထမ်းတဲ့ဦးဖြစ်လာခဲ့ပါတယ်။သူဟာဗန်လေးလေးမှုနဲ့ပတ်သက်ပြီးကမ္ဘာထိပ်တန်းကျွမ်းကျင်ဦးတူဦးထေရည်တည်နိုင်ခဲ့ပါတယ်။တကယ်ပျော်ရွှင်မှုနဲ့လုံခြုံမှုဆိုတာရူရှင်မှုနဲ့မှန်ကန်တဲ့ဘဝလမ်းကြောင်းမှာပဲရှိတယ်ဆိုတာကိုဒီဇလမ်းကနေကျွန်တော်တို့အားလုံးခံစားသိရှိနိုင်မှာတော့ပဲဖြစ်ပါတယ်။ ဒီဇယ်လနစ်ကိုကြည့်ရှုပြီးပြည်သက်တို့လည်းဘဝအတွက်ကောင်းစွာသောဆုံးဖြတ်ချက်တွေချနိုင်ပါစီလို့ဆုတောင်းပေးလိုက်ပါရစေ။ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့တောင်းဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်တရားတဲ့နေ့လေးဖြစ်ပါစီလို့ဆုတောင်းပေးလိုက်ပါရစေ။